ရိုင်တပေါင်းစုအယောင်ဆောင်ပြီးဒူဝင်မြို့မှာရှိတဲ့ရွှေဆိုင်ဒီဇိုင်းကိုချင်းချောက်စက်ကြီးတောင်းတဲ့ဖြစ်စဉ်ဇွန်လ၈ရက်နေ့ကဖြစ်ခဲ့ပါတယ်။တပေါင်းစုအနေနဲ့စက်ကြီးတောင်းတာမျိုးမရှိသလိုငွေလိမ်တောင်းတဲ့ကိစ္စကိုလည်းစုံစမ်းဖော်ထုတ်သွားမယ်လို့ဒူဝင်ခရိုင်တပေါင်းစုကဇွန်လ၉ရက်နေ့မှာထုတ်ပြန်အသိပေးထားပါတယ်။တတင်းအပြည့်အစုံကိုတော့ဒူဝင် watch winder တို့ကပြောပြပေးသွားမှာပါရှင်။ဒူဝင်ခရိုင်တပေါင်းစုရောင်းဆောင်ပြီး ဒဝေမြို့မှာရှိတဲ့ရွှေဆိုင်ဒီဇိုင်းကိုခြေချောက်ဆက်ကြီးတောင်းတဲ့ဖြစ်စဉ်တစ်ခုဂျွန်လာရှီကဖြစ်ခဲ့ပါတယ်။တပ်ပေါင်းစုအနေနဲ့ဆက်ကြီးတောင်းတာမျိုးမရှိသလိုငွေလေးတောင်းတဲ့ကိစ္စကိုလည်းစုံစမ်းဖော်ထုတ်သွားမယ်လို့ဒဝေခဲတပ်ပေါင်းစုကဂျွန်လာကိုရင်းနေမှာထုတ်ပြန်အသိပေးထားပါတယ်။ဒဝေဝတ်ကဖတ်ခဲ့ရတဲ့ခြေချောက်စာမှာဒဝေခဲတပ်ပေါင်းစုရဲ့စီတစိတ်နှစ်ခုနဲ့အီးမေးလ်လိပ်စာတစ်ခုပါဝင်ပါတယ်။ ဲ့ဒီခြေချောက်စာကို Viber account တစ်ခုကပေးပို့လာတာဖြစ်ပြီးဒဝင်မျိုးကရွှေဆိုင်တဆိုင်ရဲ့ပိုင်ရှင်နာမည်လိပ်စာနဲ့ဖုန်နံပါတ်တွေကိုလိမ်မှုထားတာပါအဲ့ဒီခြေချောက်စာမှာဂျွန်လာရှင်နေနောက်ဆုံးထားပြီးစအုတ်ချုပ်ရေးရံပုံငွေအဖြစ်တိုးသိချက်ကိုပေးပို့ရေးထားပါတယ် Viber account မှာဘဏ်အကောင့်တောင်းခံရမယ်လို့လေခြေချောက်စာမှာဖော်ပြထားပါတယ် ဒဝဲခဲတပ်ပေါင်းစုအယောင်ဆောင်ခြေချောက်လီလေတဲ့စာနဲ့တင်းင်းသားဘာကဖာအယောင်ဆောင်ခြေချောက်လီလေတဲ့စာတွေကတထတဲ့ပုံစံတူနေလို့လီလေတဲ့သူဟာတယောက်တည်းဒါမှမဟုတ်တဖွဲ့တည်းဖြစ်နိုင်တယ်လို့တွန်လိုင်းအင်အားစုတွေကဆိုပါတယ်ဒဝဲခဲတွင်းမှာရှိတဲ့တွန်လိုင်းတိုင်တပ်ဖွဲ့တွေကရဲဘော်တွေရဲ့ဓာတ်ပုံတွေကိုအတုံးပြူကအကောင့်တူတွေဖွင့်ပြီးငွေလီလေနေမှုတွေလည်းရှိနေတယ်လို့ တွန်းလိုက်အင်အားစုတွေစီကသိရပါတယ်နယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ body scan ကိုကရင်မျိုးသားလွတ်မြောက်ရေးတပ် KNL နဲ့ပြည်သူ့ကောက်ွယ်ရေးပူးပေါင်းတပ်တွေကဒီကနေ့ဇွန်လ10ရက်နေ့မှာတင်ယူလိုက်တယ်လို့စစ်ရေးသတင်းအင်းမြင့်တွေစီကသိရပါဗျ။သတင်းအပြည့်အစုံကိုတော့ဒေါ်ဝဲဝါရှိုင်းဒေါ်တာတူကပြပြပေးသွားမှာပါရှင်။ထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီတပ်ရဲ့ body scan ကိုကရင်မျိုးသားလွတ်မြောက်ရေးတပ် KNL နဲ့ပြည်သူ့ကောက်ွယ်ရေးပူးပေါင်းတပ်တွေက ဒီနေ့ဂျွန်လ10ရက်နေ့မှာတင်းယူလိုက်တယ်လို့စစ်ရေးတရင်ရဲ့မြတွေစီကသိရပါတယ်။ ठी ခင်းနေစံစကောင်းစီတပ် viewers ခန္ဓာကအဲ့ဒီတပ်စခန်းကိုဂျွန်လ10ရက်နေ့ကစလို့စတင်တိုက်ခိုက်နေတာဖြစ်ပါတယ်။စစ်ကောင်းစီရဲ့အမှတ်25ချင်းတန်ရအခြေပြုထားတဲ့ body စခန်းကိုဒီကနေ့မနေ့မှာသိပ်ပိုက်နေတာဖြစ်တယ်လို့စစ်ရေးတရင်အရင်မြတချိုစီကသိရပါတယ်။ ော်ရီစခန်သေးပိုက်တာနဲ့ပသက်ပြီးခင်ယူနဲ့တော်လိုင်းတက်တွေ ဖက်ကားတစုံတရာထုတ်ပြန်တာတော့မရှိသေးပါဘူး။ထိုင်းမြန်မာတိကိနေဇန်မှာစစ်ကောင်စီတိုက်ရဲ့ဘော်ရီစခန်နဲ့ငရဲနီစခန်နှစ်ခုသာကြံပြီးလက်ရှိမှာဘော်ရီစခန်ကိုပါပူပေါင်းတက်တွေကသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။စတင်တိုက်ခိုက်တဲ့နေမှာစစ်ကောင်စီကဘော်ဒီစကန်ပပလဲနဲ့အမှုရွာဖက်ကိုပါဘိုးချက်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံတို့ကပြောပါတယ် နှစ်ဖက်တိုက်ပွဲနဲ့လေကြောင်းတက်ခိုက်ထားတွေကြောင်းရသားနေတချို့ထိခိုက်ပျက်စီးပြီးဘော်ဒီစခန်းနာက အမောရအပါဝင် ထိခိကဒေတာခံတွေပါစိုးရိမ်နေတယ်လို့ဒေတာခံတွေစီကသိရပါတယ်လောင်လုံးမြို့ကတက်ကြီးပိုင်းဖို့တူပျောက်ဆုံးနေတာ၄ရက်ရှိပြီဖြစ်ပြီးဇွန်လ6ရက်နေ့မနေ့ပိုင်းမှာနေအိမ်ကနေဆိုင်ကနဲ့ထွက်သွားတာကနေဒီကနေ့ဇွန်လ10ရက်နေ့ညနေအထိနေအိမ်ကိုပြန်မြောက်သွေးဘူးလို့ဆိုပါတယ်။ ။တည်င်းအပြည့်စုံကိုတော့ Dwe Wash Wine တော်သားတို့ကပြပြပေးသွားမှာပါရှင်။လုံးလုံးမျိုးကအသက်ကြီးပိုင်အဖိုးတူပျောက်ဆိုးနေတာဒီနေ့ပါဆိုရင်၄ရက်ရှိလာနေပြီဖြစ်ပါတယ်။လုံးလုံးမျိုးကကြီးရောက်ကွက်မှာနေတဲ့အသက်63နှစ်အရွယ်ရှိဦးကျော်သိန်းပျောက်ဆိုးနေတာပါ။ဦးကျော်သိန်းဟာဇွန်လ6ရက်မနေ့ပိုင်းမှာနေအိမ်ကနေဝိတ်တရားအမျိုးအစားစက္ကန့်ထွက်ခွာသွားခဲ့ပြီးဒီကနေ့ဇွန်လ10ရက်ညနေအထိနေအိမ်ကိုပြန်မရောက်သေးဘူးလို့ဆိုပါတယ်။ ဥကြုံတရားကြပန်းလုပ်ငန်းလုပ်ကင်သူဖြစ်ပြီးအခုပျောက်ဆုံးနေလို့မိသားစုဟာစောင့်ဝနေရင်အခက်ခဲနဲ့ရင်ဆိုင်နေရတယ်လို့လည်းဆိုပါတယ်လောက်လုံးမြို့မှာမေလ30ရက်ကနေဇွန်လ1ရက်ထိနှစ်ဖက်တိုက်ပွဲပြစ်ထန်ခဲ့လို့မြို့ခံတွေထွက်ပြေးတိရှောင်ခဲ့ကြရပါတယ်အခုရက်ပိုင်းမှာတော့အနေငယ်ပြန်တင်းကြီးလာလို့မြို့ထဲပြန်လည်ဝင်ရောက်နေထိုင်သူအချို့ရှိနေပြီဖြစ်ပါတယ်